ဘောရောင်ချင်းညီကိုရဲအားလုံးပဲမင်္ဂလာပါနေကောင်းကြမှချမ်းသာကြပါသည်ဒီနေ့မှာတော့ကျွန်တော် preview လုပ်ပေးမယ့်ပွဲစဉ်တွေကတော့ FIFA Club World Cup Group C က Auckland City နဲ့ Boca Junior, Benfica နဲ့ Bayern Munich Group D က Spurs နဲ့ Chelsea, Los Angeles နဲ့ Flamengo တို့ပွဲစဉ်တွေဖြစ်တယ် ခုကတော့အချိန်ဇာတ်တွေကတော့ပြောင်းလဲသွားပြီပေါ့နော်ညနေနိုင်မှနှစ်ပွဲရှိတယ်မနက်၈နိုင်မှနှစ်ပွဲရှိတယ်ညမဆန်းတော်ချိန်နဲ့ပြောင်းမယ်ဆိုလို့ရှိရင်တော့မနက်တနားရီဝဲပေါ့ဗျာပြီးလို့ရှိရင်မနက်ဒါ9နိုင်ခွဲပေါ့ဗျာဒါကြမ်းမယ်ပေါ့နော်အော့ကလန်စီးတီးနဲ့ဘိုကာဂျူနီယာတို့ပွဲစဉ်မှာတော့ဘိုကာဂျူနီယာအသင်းကလက်ရှိဖွင့်ထားတဲ့ body ဂျေ9လုံး60ရှုံးနဲ့6လုံး69ဆိုမှပေးထားတာတွေ့ရပါတယ် တေဘလ်မှာကြည့်လိုက်မယ်ဆိုလို့ရှင်ဘူကာဂျူနီယာအသင်းကတော့အဆင့်၃မှာရှိတဲ့တပွဲတရေတပွဲရှုံးရကို၃ခု၄ခု၄ခုရှိတယ်တမတ်ပြရထားတယ်ပေါ့နော်အော့ကလန်စီးတီးကတော့တော်တော်သိုးပါတယ်ပေးခု၁၆ခုရှိတယ်ရကိုလည်းမရှိကြလို့တွင်းခုလည်းမရှိဘူးပေါ့နော်နောက်ပွဲလုံးရှုံးထားပါတယ်ဒါဘူကာဂျူနီယာကစားသမားတွေကြည့်လိုက်မယ်ဆိုရင်ကစားသမား၃ဦးလောက်လွဲချော်မယ်ပေါ့နော် ာကွင်းလန်ဟက်တဟရရရဲ့ဖီဂျယ်ဘောနော်ဖီဂျယ်ဆိုရတာဒါခံစစ်မှုပါနောက်ပြီးတော့အက်ဒစ်ဆန်ကဘာနီဘောနော်ဒီကဘာနီလည်းကျွန်တော်ဒါဒီပွဲမှာလွဲချွန်မယ်လို့ကျွန်တော်ဒါတရင်းနေမှာဖော်ပြထားတာတွေ့ရပါတယ်ဒါအော့ကလန်စီးတီးဆိုတာကတော့ဒါနယူးဇီလန်အပြော်ရန်ကလပ်တစ်ခုဖြစ်ပါတယ်ကစားသမား rating တွေကလည်းတအားဆိုးပါတယ်ဒီကစားသမားနော် ကိုသမားတော့မဆိုးပါဘူးလေဒါနဲ့ပွဲစဉ်တော့ကတွေးခဲ့ရတာကိုသမားတော်တော်လေးအလုပ်ဖြစ်ပါတယ်သူစစ်ပါတယ်နော်ဒါမှလည်းကစားသမား quality ရတာကွာတယ်ဆိုတော့အ ਨੇ ဆုံး body gel အောင်မို့ဆိုစစ်စည်းနဲ့နိုင်မှရမှာပေါ့နော်စစ်စည်းနဲ့နိုင်မှဆိုရင်ကိုပေါင်းကျော် body gel ဆောင်လုံးကျွန်တော်အောင်မှာဖြစ်ပါတယ် table အနေထားကိုကျွန်တော်ဒါကြီးလိုက်မှာဆိုဒီပွဲမှာ boga junior အတင်းကဘိုးပြတ်ထဲဖို့လုံနေတယ်ပေါ့နော်ဘိုးပြတ်ထဲဖို့လုံနေပါတယ် ိုးအပြတ်တတ်ထဲဖို့လိုတယ် protein to score no ဆိုတာကျွန်တော်ဒါ wise ဘက်မှာဆိုရင် protein to score no ဖြစ်ဖို့များပါတယ်နော်ဒီပွဲမှာကျွန်တော်ဖွင့်ထားတဲ့ odd ကိုကြည့်မယ်ဆိုရင် boca junior အနိုင်ကိုတပြားပဲပေးထားတဲ့တရီကို29ပြားနဲ့ auckland city ကို50နဲ့တစားပေးထားတယ်ပေါ့နော်ဒီပွဲစဉ်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ပေါ့နော် အော့ကလန်စီးတီးကလည်းနှစ်ပွဲလုံးကျွန်တော်ကြေရှုံးထားတွေ့ရတယ်ပေါ့နော်ပြီးတော့ဒါဘိုကာဂျူနီယာအသင်းကလည်းနှစ်ပွဲလုံးကြေအောင်ထားတယ်ဆိုတော့ဒီတစ်ချိန်တော့အော့ကလန်စီးတီးကြေအောင်မယ်လို့ကျွန်တော်ယုံကြည်မိတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်အော့ကလန်စီးတီးအသင်းရဲ့ body ကြိုက်ပါတယ်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ဘန်ဘီကန်နဲ့ဘိုင်ယန်မြူနစ်ဒါဘိုင်ယန်မြူနစ်ကတော့ဒါအော်တိုမက်တစ်တက်ပြီးသားပဲဗျာအဲ့ဒါကြောင့်မို့လဲဖွင့်လာတဲ့ခြေရာရော့နေတယ်လို့ကျွန်တော်ကထင်တယ်ပေါ့နော် level 60ရှုံးတဲ့ ကိုပေါင်းကြီး3099ဆိုမှပေးထားတယ်။ဒါပဲမိကအသိကတော့ဒီပွဲစဉ်ကိုဒါအနိုင်ဆုံးပေါ့နော်ဒါကျွန်တော်ဒါတည်တမတ်လောက်တော့ရအောင်ယူဖို့အရေးကြီးတယ်ပေါ့နော်။တည်တမတ်လောက်ရအောင်ယူမယ်ဆိုလို့ရှိရင်ဘုကာဂျူနီယာနိုင်ခဲ့ရင်တောင်မှဒါတကယ်လို့ကိုပြတ်နိုင်ခဲ့ရင်တောင်မှကျွန်တော်ဒါဘုကာဂျူနီယာအသင်းကလင်းမပေးရမှာပဲမိကတော့ငမ်းမရပါမှာပေါ့နော်ပြောချင်တာအတိတ်ပဲဒါပန်ပီကအတွက်တော်တော်လေးအရေးကြီးတဲ့ပွဲစဉ်ဖြစ်တဲ့ တေဘလ်မှာဒီ group စီရတေဘလ်မှာကြီးလိုက်မယ်ဆိုတော့ရှင်ဘန်ဘီကလေးမှာပဲရထားမှာဘိုင်ရ6မှာ automatic တက်ထားတယ်ပညာကူကလည်းဘိုင်ရ79000ရှိရပေးကူတကူလည်းပဲရှိရပါတော့နော်အကစားသမားတွေကဒါဒါရရတဲ့ဘိုင်ကိုကြီးမယ်ဆိုရင် velocity ရှိမယ်ဘန်ဘီကပါနော် velocity မပါဘူးပေါ့ဗျာဘိုင်မြူနစ်ဖက်မှာဆိုလို့ရှိရင်တော့အဲ့ဒီဒါရရိုးပေါ့နော်ဒါကင်မင်ဂျီရိုးပေါ့နော် ဒါဒေးဗစ်မူစီယာလာကတော့ဒါ50 50ပဲပေါ့နော်ဒါသတင်းတွေမှာပေါ်ပြထားတာတော့ဒီနှစ်သင်းဟက်တူဟက်တွေရှိပါတာချန်ပီယံလင်းမှာဒီနှစ်သင်းကတွေ့နေကြပါစုစုပေါင်း9ချိန်တွေ့တယ်ဘိုင်ယန်မြူနစ်နဲ့ဘန်ပီကတော့ဟက်တူဟက်မှာဆိုရင်ဘိုင်ယန်6ချိန်နိုင်တယ်တစ်ချိန်ကတော့တကြီးကျထားတာလည်းတွေ့ရပါတယ်မိုင်းစတူအော့စ်ကိုကြီးလိုက်မယ်ဆိုလို့ရှိရင်ဘာယံမြူနစ်အနိုင်ကို 90ဆန်နဲ့5ပြပေးထားတဲ့တရီကို3ဆန်နဲ့ဗန်ဘီကအနိုင်ကို4ဆန်ကွဲပေးထားပါတယ်။တပိုင်းကတော့အတူတက်ပြီဆိုတော့ကျွန်တော်တစ်ချက်တော့သတိထားပါနော်။သူဆော့မလားမဆော့ဘူးလားပါနော်။တအားထုတ်မလားမထုတ်ဘူးလားဆိုတာဒါကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရမယ်။ဆက်ဒီပွဲစဉ်မှာကျွန်တော်ကဘူပေါင်းအပေါ်ခြိုက်ပါတယ်။ဘူ3090ဆန်နဲ့ဘူပေါင်းအပေါ်ခြိုက်ပါတယ်။ အပြန်လန်နေဂူတွင်းမယ်လို့ကျွန်တော်တောင်းတမိတယ်။ဗန်ပီကလည်းတလုံးတော့တော့ရသွားမယ်လို့ထင်တယ်ပေါ့နော်။ body lounge နဲ့ဆိုလို့ရှိရင်နော်ဘိုင်ယန်မြူးနစ်ကိုအများကြီးမလောင်းစေချင်ပါပါလေးရိုက်ရင်ရိုက်ကြည့်ပေါ့နော်။ဘိုင်ယန်မြူးနစ်နဲ့ဂူပေါင်းအပေါ်အပေါ်ဆုံးပဲပြတရားလဲ။တပွဲကတော့ဒါ Spurs နဲ့ Chelsea ရဲ့ပွဲစဉ်ပေါ့နော်။ Spurs Tunis ကျွန်တော် Tunisia ကလနဲ့ Chelsea ဘာ Chelsea ရဲ့တင်းကနှလုံး69နဲ့ဂူပေါင်းကြီး350စားဆုံးမှာပြထားတာသိရတယ်။ table မှာကြီးလိုက်မှာဆိုလို့ရှိရင်ဒီ experience တင်းလဲတုံးမှရထားတယ်လို့ Chelsea အတင်းကလဲတုံးမှရထားတယ် Chelsea အတင်းကနပွဲဆော့တယ်တပွဲနိုင်တပွဲရှုံး experience အတင်းကတော့တပွဲနိုင်တပွဲရှုံးအတူတူပါပဲပေါ့နော်ဒါရကူပိုင်းမှာဆို Chelsea ရကူတုံးကိုပေးဖို့တုံးကိုရှိတယ် Chelsea မှာဆိုရင်တော့ Tyson Mun Nicola Jackson မှာပါနိုင်ဘူးအနီးကရှိတယ်ပေါ့နော်ပြီးရင် Fofana မဆော့နိုင်ဘူး ဒီ explain ဖတ်မှာဆိုရင်အဟိုလူဆိုတဲ့ကစားသမားမစွမ်းနိုင်ဘူးပြီးရင် BL ဆိုတဲ့ကစားသမားပေါ့နော် BL ဆိုတဲ့ကစားသမားဒီကစားသမားမစွမ်းနိုင်ဘူးသူအဝါကနဲ့ suspend ရှိပါတယ်သူကပွင့်တဲ့ကစားသမားပေါ့နော် you kept BL ဆိုတဲ့ကစားသမား Algeria ပါနှစ်သိန်းကိုကြည့်လိုက်မှဆိုရင်ဒီနှစ်သိန်းကလည်း head to head တွေပါတယ်မရှိပါဘူးလေနော် points to us ကိုကြည့်မှဆိုရင်ဒါ Chelsea အနိုင်ကို29ပြတက်ရီကို50ခွဲနဲ့ Spurs အနိုင်ကို30နီးပါးတော့ပေးထားတာတော့တွေ့ရတာပေါ့နော်မြန်မာပေါက်ချင်းမှာနှလုံး90နိုင် ီပွဲမှာကျွန်တော်ရွေးချယ်ပေးရမှာဆိုရင်ဘူပေါင်းအောင်နဲ့ဒီ experience အတင်ကြိုက်ပါတယ်အောက်ဆုံးကြိုက်ပါတယ်ကျွန်တော်ဘွဲကတော့ Los Angeles နဲ့ Flamingo ရဲ့ပွဲစဉ်ဖြစ်ပါတယ် Flamingo အတင်းတလုံး60နိုင်နဲ့ဘူပေါင်းတလုံး90စားဆိုမှပြထားပါတယ် Flamingo အတင်းကတော့ဒါ automatic တက်သွားပြီပေါ့နော်တက်သွားပြီလို့ပဲပြောရမှာပေါ့နော် Los Angeles ကတော့ပြုတ်သွားပြီပေါ့ဗျာပြုတ်သွားတဲ့အခါနဲ့တက်သွားတဲ့အခါပေါ့ဗျာကြီးကရော့နေတယ်လို့ခံစားရတယ် launch of sẽ này có rồi đấy là phải làm mình gọi khách hàng dễ chi à rồi rồi cao nào đấy chui à rồi nó là chế gì nè bây giờ tôi rồi là đã có ra mà âm hà này đã cố trong thằng này rồi nó phải làm mình gọi sort hay là nè bây giờ chỉ là mình sẽ expand của tôi gì nè chế gì ở tại vì anh này thằng này chui à rồi nó plus anh ấy đi ở tiền số gỗ mà tôi này chế gì là mà tôi này đó expand của là gỗ mà tôi thao đam đi ở tiền khán giả bài mà tôi rồi cao nào chui à rồi nó bây giờ gọi offshore hay là chui à rồi đã cho nó chế gì thằng chế là chết rồi nó ဒီပွဲကတော့နောက်ဆုံးပွဲလည်းဖြစ်တဲ့အတွက်ဖွင့်ပြီးဆော့လာမလားပေါ့နော်ပင်ဖလာမင်ကိုအတင်းကလည်းတက်ပြီးလားဆိုတော့ဖွင့်ပြီးမှဝုံတိုင်းကျဲလာမလားဒါကြည့်ရမယ်အချက်တစ်ချက်ပေါ့နော်တင်လုံးကကျွန်တော် head to head တွေလည်းမရှိပါဘူးလေတစ်ကြိမ်တစ်ခါမှလည်းတွေ့ထားတာမျိုးလည်းမရှိဘူး once to os ကိုကြည့်လိုက်မှဆိုဖလာမင်ဂိုနဲ့ဒီ los angeles တို့ပွဲစဉ်မှာဆိုရင် los angeles အနိုင်ကို9ဆနီးပါးလောက်ပေးထားတယ်တရီကို4ဆလောက်ပေးထားမှဖလာမင်ဂိုအနိုင်ကို190ပေးထားတာတွေ့ရတယ်ပေါ့နော်ကျွန်တော်ဒီပွဲစဉ်မှာပေါ့နော် အပေါ်ဆုံးပဲကြိုက်တယ်ဖဲလာမင်ကိုနဲ့ကိုပေါင်းအပေါ်ပဲကြိုက်တယ်ဖဲလာကိုရောအလုံးအဆင်ပြေကြပါစေဗျာကြမ်းမှန်ချမ်းသာကြပါစေ